ြင်းကြံမြို့နယ်ညောင်ပင်ရွာကိုတီတာယူမွန်ပြူစောတိဖွဲ့ကဝင်ရောက်မီးရှို့နေပြီးတိုက်ပွဲပြင်းထန်နေကြောင်းပြည်သူထောင်ကြီးထွက်ပြေးနေရကြောင်းသိရပါတယ်။မန္တလေးတိုင်းမြင်းကြံမြို့နယ်ညောင်ပင်ရွာကိုတီတာယူမွန်ကောင်းဆောင်သောပြူစောတိဖွဲ့ကဝင်ရောက်မီးရှို့နေမှုကြောင့်တိုက်ပွဲပြင်းထန်နေကြောင်းဒေသနေပြည်သူများကပြောပါတယ်။စက်တင်ဘာလ28ရက်နေ့မှစတင်၍မြင်းကြံမြို့နယ်ညောင်ပင်ရွာကိုမြင်းကြံမြို့နယ်ပြူစောတိကောင်းဆောင်တီတာယူမွန်ကောင်းဆောင်သော အင်အား400ခန့်ပါစစ်ကြောင်းကဝင်ရောက်မိရှို့နေမှုကြောင့်ယနေ့အချိန်ထိနေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကပါရာမိုတာစစ်တပ်လေထီတို့ဖြင့်ဘုံတဲတိုက်ခိုက်ရရှိကြောင်းသိရပါတယ်။ညောင်ပင်ရွာကိုမိရှို့နေတဲ့တီတာရွတ်မုံဘွဲကပြူဝင်အားက400နီးပါးလောက်နဲ့ရှို့တာတပ်ပွဲတွေကလည်းတောက်လျှောက်ဖြစ်နေတယ်။ရေပြင်မှာကစီအခြေအနေတွေရှုပ်ထွေးနေတော့မယ်။ညောင်ပင်ရွာမှာဘယ်လောက်မိလောင်ထားလဲ၊ဆုံရှုံထားလဲဆိုတာမသိရသေးပါဘူး။လက်ရှိစစ်ကြောင်းကညောင်ပင်ရွာထဲမှာပဲရှိနေသေးတယ်ဟုတ် ဒေတာနေပြည်သူတဦးကပြောပါတယ်အချမ်းပဲစစ်တပ်လက်အောက်ခံပြူစောတိများမိရှုံနေသည့်ညောင်ပင်ရွာသည်ရင်းကြမြို့အနီးတွင်တည်ရှိပြီးယနေ့အထိ၄ချိန်မြောက်မိရှုံခံရခြင်းဖြစ်ကြောင်းရင်းစစ်ကြောင်းကြောင့်ညောင်ပင်ရွာတဲရွာခင်မတဲရွာမြောက်ကွန်းရွာရွာကြီးရွာရွာသေးရွာစသည့်ကျေးရွာ900ကျော်မှပြည်သူ9000ကျော်ဘေးလွရာထွက်ပြေးဒိန်းရှောင်နေကြကြောင်းတည်ရှိရပါတယ်ပြည်သူတွေကတော့ရှောင်နေကြရတယ်စစ်ကြောင်းထိုးလာတဲ့ဆိုတာတိတာနဲ့တပြိုင်နက်စစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းပေါ်နဲ့ အနည်းတဝက်ရွာတွေကတော့ရှောင်နေကြရတာပြီးတော့လေချောင်းကနေလည်းနေတိုင်းပဲပါရာမိုတာတို့ဘားတို့နဲ့ချနေတာမိဘပြည်သူတွေအနေနဲ့ကိုယ့်အသက်ထက်တာမိုးရှိတာဘာမှမရှိလို့ဘေးလွရာကိုရှောင်ရှားနေထိုင်ပေးကြစေချင်ပါတယ်ဟုဒေသနေပြည်သူတို့ကပြောဆိုပါတယ်တွန်ထားရေးတပ်ဖွဲ့များအနေဖြင့်အဖွဲ့အစည်းများပူးပေါင်းကအကြမ်းဖက်စစ်တပ်စစ်ကြောင်းများကိုခုခံတိုက်ခိုက်လျက်ရှိပြီးတိုက်ပွဲသေးစိတ်ခြေနေကိုတိရှိရခြင်းမရှိသေးကြောင်းတီးရပါတယ် ရေစကြိုမြို့ပေါ်တွင်စစ်တပ်ကစံကယ်နှစ်ယောက်စီးသူများကိုလိုက်လံပစ်ခတ်ရာအသက်32နှစ်အရွယ်ကိုပြိုးကြည်တိမှပွဲချင်းပြီးတေဆုံးကြောင်းသိရပါတယ်။မကွေးတိုင်းရေစကြိုမြို့ပေါ်တွင်အကြမ်းဖက်စစ်တပ်ကစံကယ်နှစ်ယောက်စီးသူများကိုလိုက်လံပစ်ခတ်ရာအသက်32နှစ်အရွယ်ကိုပြိုးကြည်တိမှပြီးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းရေစကြို Township Info Committee မှတာဝန်ရှိသူတို့ကပြောပါတယ်။အော်တိုဘားလ1ရက်နေ့ညနေ6:00ခန်းတွင်ရေစကြိုမြို့နယ်ရှိရုံပေါင်းစုံတွင်မှ အယ်ဖတ်ကားတစ်စင်းဖြင့်ကင်းလက်ရန်ထွက်လာသောစစ်သားများသည်အမှတ်ရှိအောင်မင်္ဂလာရပ်ကွက်တွင်စံကယ်နှစ်ယောက်စီးလာသည့်ပြည်သူများကိုလိုက်လံပစ်ခတ်ခဲ့ရာစံကယ်စီးပြင်နေသည့်အသက်32နှစ်အရွယ်ကိုဖြိုးကိုကြီထိမှပြီးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရပါသည်ထို့သောပစ်ခတ်မှုဖြစ်ပွားပြီးနောက်အချမ်းပဲစစ်တပ်ကကိုဖြိုး၏ရုပ်အလောင်းကိုအယ်ဖတ်ကားပေါ်တင်၍ယူဆောင်သွားကြောင်းမိသားစုဝင်များက ယူအောင်ပြန်လဲရရှိရန်တွားရောက်ထုတ်ယူခဲ့တော်လဲစစ်တပ်ကချက်ချင်းပေးဆောင်ခြင်းမရှိဘဲစံငယ်၃ရောက်ပူးစီ၍ပြည်ရသည်မှာမှန်ကန်ကြောင်းလက်မှတ်ထိုးခိုင်းပြီးမှယနေ့အောက်တိုဘာလ၃ရက်နေ့နံနက်ပိုင်းတွင်ရေစိုးဆေးရုံရင်ခွဲရုံမှအလောင်းထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်စစ်ခွေးတွေကခရီးသည်လာခေါ်တဲ့စံငယ်စည်းပြည်သူတွေဖြစ်မှတည့်ရက်နဲ့အတွဲလိုက်ဖြစ်ခဲ့တာပါစံငယ်သမားပေါ်မှာပဲကိုပြုတ်ကိုထိမှန်ပြီးပွဲချင်းပြီးတည်ဆုံသွားတာဟုရေစိုး township import committee မှတာဝန်ရှိသူကပြောပါသည် တည်ဆုံသွားသောကိုဖြိုးသည်ရေစိုးမြို့အမှတ်တထင်းသားရက်ကွက်တွင်နေထိုင်သူဖြစ်ပြီးမိမဖြစ်သူနှင့်လူမှန်သားသမီးနှစ်ဦးကြံရိုက်ခဲ့ကြောင်းကိုဖြိုး၏ရုပ်အလောင်းကိုယနေ့တွင်၎င်း၏ဇနီးဖြစ်သူနေထိုင်သောရွှေချောင်းကျေးရွာတွင်တချို့မိဖြစ်ကြောင်းသိရပါသည်အလားတူဩဂုတ်လ26ရက်နေ့ကလည်းရေစိုးမြို့အမှတ်ခွန်ရက်ကွက်တွင်ကင်းလက်လာသောအကြမ်းဖက်စစ်သားများကစံကေအုပ်ထုပ်မဆောင်သူများကိုတနပ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ရာနေအိမ်တွင်အဝလနှင့်သည့်အသက်39နှစ်အရွယ်ကိုစုံဝင်လေဘင်းနှင့်ဝမ်ပိုက်တို့တွင်တနပ်နှစ်ချက်ထိမှန်ကား ပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ရေလာရှင်မြုံနယ်တွင် စင်ကွေကျေးရွာအုပ်ချုပ်ရေးမှူးမျိုးဝင်းကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုအတမပြုကြည့်မှုရဲနဲ့စစ်တပ်ကအရေးမယူကြောင်းသိရပါတယ်။ပဲခူးတိုင်းရေလာရှင်မြုံနယ်တွင်စင်ကွေကျေးရွာအုပ်ချုပ်ရေးမှူးမျိုးဝင်းကအသက်16နှစ်အရွယ်မိန်းကလေးငယ်အားအတမပြုကြည့်ခဲ့တော်လဲရဲနဲ့စစ်တပ်ကအရေးမယူကြောင်းအဆိုပါဖြစ်စဉ်ကိုသိရှိထားသူများကပြောပါတယ်။စက်တင်ဘာလ26ရက်နေ့နံနက်9:00အချိန် ရာရှင်မြို့နယ်စင်ကွေကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူးမျိုးဝင်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်နေထိုင်ရာအိမ်သို့တွားရောက်ခဲ့ကြောင်းမိန်းကလေးငယ်၏မိဘများမှလယ်ထဲသို့တွားရောက်နေခြင်းဖြစ်၍အုပ်ချုပ်ရေးမှူးမျိုးဝင်ကိုအမေတို့မရှိဘူးဟုမိန်းကလေးငယ်ကပြောဆိုခဲ့ကြောင်းသူရတွင်အုပ်ချုပ်ရေးမှူးမျိုးဝင်ကနေပေါ်သို့အတင်းတက်၍အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်းမရင်းကျင့်ခဲ့ပြီးနောက်အုပ်ချုပ်ရေးမှူးမျိုးဝင်ကပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရှိရပါသည်မိဘများပြန်လည်ရောက်ရှိလာသောအခါမိန်းကလေးငယ်ကအုပ်ချုပ်ရေးမှူးမျိုးဝင်က နနပိုင်းနေတို့လာရောက်ပြီးအတင်းအဓမ္မပြုကျင့်ခဲ့မှုကိုငိုယိုတိုင်တန်းခဲ့ကြောင်းမိဘများကတက်ဆန်ရာတို့အကြောင်းကြားတိုင်တန်းခဲ့တော်လဲတစုံတရာအရေးယူမှုမရှိသဖြင့်မိန်းကလေးငယ်ကိုထပ်မ၍စော်ကားမိကိုစိုးရိမ်တော်ကြောင်းတနေ့တကြေးတို့ဆင်လွတ်လိုက်ကြောင်းသိရှိရပါသည်မိဘတွေကသမီးလေးအတွက်စိုးရိမ်ပြီးထိုင်းကိုပို့လိုက်ပြီးပြုကျင့်ခံရတဲ့ကလေးမလေးမှာနှလုံးရောဂါရှိလို့ထိုင်းရောက်တဲ့အချိန်မှာဆေးကုသမှုခံနေရတယ်ဟုဖြစ်စဉ်ကိုသိရှိထားသူကပြောပါသည်မရင်းပြုကျင့်ခဲ့သောစင်ွေကျေးရွာအုပ်ချုပ်ရေးမှူးမျိုးဝင်က တိုင်ကြမှုများလို့ပါကတက်ဖြတ်မိဟုထင်ကြောက်ခဲ့ကြောင်းစင်ကွေကြည်ရောအုတ်ချုံရီမှုမျိုးဝင်းသည်ကြည်ရောနှင့်ပဝန်းကျင်တွင်အုတ်ချုံရီမှုဩဇာအာဏာသုံး၍အလိုမတူဘဲအမျိုးသမီးများကိုမရေကျင့်မှုများကျူးလွန်ထားကြောင်းသိရှိရပါသည်သူကစစ်တပ်ဖက်တော်သာစစ်တပ်နှင့်ပေါင်းပြီးပြည်သူလူထုအပေါ်အနိုင်ကျင့်တဲ့အဲဒီလိုမိန်ကလေးတော်တော်များကိုအလိုမတူဘဲအထမပြုကျင့်ထားတာတွေများတယ်ဘာအရေးယူမှုမှမရှိဘူးဟုစင်ကွေကြည်ရောတွင်နေထိုင်သောတရင်ရင်းတွေကပြောဆိုပါသည် လေးမျက်နှာတွင်ပြည်သူစစ်များကိုထောက်ပံ့ရဟုဆိုကာရာလုတ်ကင်သူများထံမှတရေက3000ကျပ်လုံးတောင်းခနေပြီးမပေးနိုင်မှာကရာလုတ်ပိုင်ခွင့်ပိတ်ပြီးဟုချိန်ကြောင်ကြောင်တီးရပါတယ်။ EAOD တိုင်းလေးမျက်နှာမြို့နယ်ရင်းဆက်ကျေးရွာအုပ်စုတွင်ရှိရာလုတ်ကင်သူဒေသခံများထံမှစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှူးနယ်အဖွဲ့ကပြည်သူစစ်များအားထောက်ပံ့ရဟုဆိုကာရာတရေကလည်းကျပ်3000လုံးဖြင့်အတင်းအဓမ္မတောင်းခနေကြောင်ဒေသခံများထံမှသိရှိရပါတယ်။ ရင်းဆက်ကျေးရွာအုပ်မှအုပ်ချုပ်ရေးမှူးဦးတန်းဆောင်နဲ့စရေဦးမျိုးမင်းတို့သည်ပြီးခဲ့သည့်ဩဂုတ်လမှစတင်၍ရလုတ်ကင်သူများကိုစင့်ခေါ်ပြီးကျေးရွာကားကွယ်စောင့်ရှောက်နေသည့်ပြည်သူစစ်များအတွက်ထောက်ပံ့ကြေးဖြင့်ငွေကြေးတောင်းယူနေခြင်းဖြစ်ကာငွေမပေးနိုင်ပါကရလုတ်ကန်ခွင့်ကိုပိတ်ပင်မိဟုချိန်ချောက်ပြောဆိုခဲ့ကြောင်းတီးရပါသည်လုံခဲ့တဲ့ရက်ကအုတ်ကြီးနဲ့စေရေးကရာလုတ်ကင်နေတဲ့ဒူတွေကိုဘုံကြီးเจ้าမှာခေါ်တွေ့ခဲ့တယ်။မင်းတို့ရာလုတ်ကင်နေတဲ့ဒူတွေကိုပြီးသူစစ်တွေကစောင့်ရှောက်ပေးမယ် ရလာတဲ့ငွေကိုမြို့နယ်အဖွဲ့အစည်းကဗိုလ်မှူးကိုခွဲနှံပေးရတယ်။အခုကတော့ယာဉ်မှုစိန်မှုတွေကအကြက်ကန်ပြီးငွေလက်ကောက်နေကြတယ်ဟုရင်းဆက်ကြေးရွာအုပ်ရှိရလုကန်ကူတူကပြောပါတယ်။ရလုကန်ကြီးတောင်သူများအနေဖြင့်7000ကို3ချိန်ခွဲပေးဆောင်ကန်ပြီးမပေးနိုင်မှာကရံမလုကြညာအမိန်ပေးပြောဆိုထားကြောင်းသိရပါတယ်။ရင်းဆက်ကြေးရွာအုပ်စုတွင်အင်ဂျင်600ကျော်ရှိပြီးရလုကန်ကူ300ဝန်းကျင်ရှိကယာအေက3000ကျော်ရှိကြောင်းဒေသခံများကပြောပါတယ်။ ထို့ပြင်ပြီးခဲ့သည့်2024ခုနှစ်တွင်လည်းပြည်သူ့စစ်မျက်ကိုထောက်ပံ့ရဟုဆိုကာကျေးရွာအုပ်ချုပ်ရေးမှူးဦးတန်းစောစေရီဦးမျိုးမင်းကျေးရွာလေဦးကိုဆိုဦးတင်အောင်တို့ကရလုတ်သူများထံမှအကြင်ကြင်ငွေတောင်းယူခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်။အေယာဝတီတိုင်းအတွင်း26မြို့နယ်ရှိပြီးစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးအများစုမှကျေးရွာပြည်သူ့စစ်ပြည်သူ့စစ်မှုထမ်းများအတွက်ထောက်ပံ့ရဟုဆိုကာအကြောင်းအမျိုးမျိုးပြကလက်ရှိချိန်ထိငွေတောင်းယူလက်ရှိကြောင်းသိရပါတယ် ဖားကမြုံနယ်စမ်းရွယ်ကျေးရွာအနီးကြောက်တူးပေါ်ရေလုတ်ွက်အတွင်းရှိစစ်ရန်ရများကိုစစ်တပ်ကမိဝင်ရှို့နေကြောင်းသိရပါဗျ။ကချင်းပြည်နယ်ဖားကမြုံနယ်စမ်းရွယ်ရွာအနီးရှိကြောက်စိမ့်လုတ်ွက်အတွင်းရှိစစ်ရန်ရဘက်ဟိုးများကိုစစ်တပ်ကဝင်ရောက်မိရှို့ဖျက်ဆီးနေကြောင်းဖားကံတရင်ရင်းတွေကပြောပါဗျ။အော်တိုဘားလ3ရက်နနက်6နာရီခန့်အချိန်ကလေးကဖားကမြုံနယ်စမ်းရွယ်ကျေးရွာအနီးရှိကြောက်စိမ့်လုတ်ွက်ကုမ္ပဏီတစ်ခုမှ ဘကုတ်ဆက်ဂျီနာကိုအချမ်းပဲစစ်ကောင်စီတပ်သားများကစတင်မိရှုခဲ့ရာမိမာနနက်၈နာရီကျော်မှလောင်ကျွမ်းနေခြင်းဖြစ်ကြောင်းစက်တင်ဘာလ23ရက်နေ့ကလည်းဆက်ရန်ရရပဲဟို48စင်းကိုစစ်တပ်ကမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်မိရှုနေတာကမနက်6နာရီလောက်ခရဲကရှို့နေတာ၈နာရီကျော်မှမိကလောင်နေစမ်းကြွယ်ရွာဒိန်ခံရုံက48စင်းအရှုခံရတယ်အခုမိရှုခံရတဲ့အစင်းရိတ်ကမတိရသေးဘူးညောင်ပင်ကုန်းအတက်နာကကုမ္ပဏီတွေဖြစ်ဖို့များတယ် ဘက်ခုံးတစ်စင်းကိုအကြံဖြင့်တိတ်တထောင်ကျော်တာကြေးရှိတယ်။ဆုံးရှုံးမှုဘလောက်များမလဲတွက်တာကြည့်တော့ဟုဖားကံတရင်ရင်းစစ်ကပြောပါရယ်။အခုရပိုင်းရတွင်ဖားကံမြို့တွင်တပ်ပွဲဖြစ်ပွားခြင်းမရှိဘဲငြိမ်သက်နေတော်လဲအကြံဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ရန်သားပစ်ခတ်မှုနေ့စဉ်လှုပ်ဆောင်ရရှိနေကြောင်းထို့ကြောင့်ပြည်သူများအနေဖြင့်ဘေးကင်းလုံခြုံရေးအတွက်ယူဆိုင်နေဆိုင်ပေးကြရန်လိုအပ်ကြောင်းဖားကံတရင်ရင်းစစ်ကတိုက်တွန်းပြောဆိုထားပါရယ်။ဖားကံမြို့နယ်တွင်မေလနှောင်းပိုင်းမှစတင်၍စစ်တပ်ကစစ်ကြောင်းများစွာဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ90နီးပါးသေဆုံးခဲ့ပြီးဖြစ်ကြောင်းစစ်တပ်ကဖားကန်တမြုံနယ်လုံးကိုစိုးမိုးထိန်းချုပ်နိုင်ရေးအတွက်မြို့နယ်တစ်ခုလုံးတွင်စစ်ကြောင်းများခွဲ၍နေပြည်တော်ရှင်းလင်းခြင်းအထိုင်ချစကားများလှုပ်ဆောင်လာကြောင်းဖားကန်ဒေသခံများတမ်းမှတရှိရပါသည်